public wifi network တွေအသုံးပြုမယ်ဆိုလို့ရှိရင် any error ရှိနိုင်ပါတယ်ခင်ဗျာဒီ public wifi network တွေကိုအသုံးပြုပြီးတော့ဒီငွေကြေးပိုင်းနဲ့တက်ဆိုင်တဲ့ transition ပိုင်းတွေကိုပြုလုပ်မယ်ဆိုလို့ရှိရင်ဂျားတွေကနေပြီးတော့ဒီ efficient attack တွေမိနိုင်တယ်ပေါ့เนาะအဲ user တယောက်အနေနဲ့ကိုယ့်ရဲ့ account က breach ဖြစ်နေဆိုလို့ရှိရင်ပေါ့เนาะအဲ password ကိုအရင်ဆုံး four password ကျွန်တော်ချိန်တင်ပါတယ်ခင်ဗျာ okay နောက်တစ်ခုက account နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ 2fa တွေခံတင်တယ်ပေါ့เนาะ 2fa မခံတော့ဆိုလို့ရှိရင် 2fa တွေကို on တင်တယ်အဲအဓိကတော့ဒီ AI နေ generate ထုတ်လိုက်တဲ့ output တွေကိုအလွယ်တကူမြုံဖို့ပေါ့เนาะ လောက်ပဲ AI ကကျွန်တော်တို့ဒီ generate ထုတ်တယ်ပဲပြောပြောတချို့ information တွေကို double check ပြန်ပြီးတော့လုပ်ပေးဖို့လိုအပ်ပါတယ်ဒီနေ့ကျင်းပမယ့်ဒီ event layer ပေါ့နော်ဒါကျွန်တော်တို့ဒီ next gen cyber threat တွေဖြစ်ကြတဲ့ AI power attack တွေအကြောင်း နောက်ပြီးတော့ကျွန်တော်တို့ဒီ ransomware ဒီအကြောင်းပေါ့နော်ပြီးသားရင်ကျွန်တော်တို့ဒီ supply chain breach ကနေမှဒီ organization တွေ risk လောက်ထိမြင်မာတယ်ဆိုတဲ့အကြောင်းအရာတွေပါမယ် insider threat နဲ့ဒီ credential theft တွေအကြောင်းပေါ့နော်ဒါရေကဒီ organization တွေပေါ့ဘယ်လောက်ထိ effect ဖြစ်ပြီးတော့ဘယ်လောက်ထိ risk များနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ share ပြီးမှာဖြစ်ပါတယ် handle လုပ်ဖို့တဲ့ဘယ်လိုဒီအကျင့်ပြုခြင်းလဲ ဟုတ်ကဲ့ဒီအချက်ကလည်းအရေးကြီးတဲ့အချက်တစ်ချက်ထဲမှာပါပါတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ organization တွေအနေနဲ့ကဒီတပ်ပါတီတွေရဲ့သူတို့တပ်ပါတီတွေကိုညီမတို့အများနဲ့ monitoring လုပ်ဖို့တွေလိုအပ်တယ်။သူတို့ရဲ့ဒီ security ဒီ requirement အနေနဲ့ပတ်သက်လာလို့ရှိရင်လည်းအများနဲ့တင်းကျပ်ဖို့လိုအပ်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တပ်ပါတီတွေကနေတစ် insider breach တွေကလည်းဖြစ်လာနိုင်ပါတယ်။ဟုတ်ကဲ့ awareness training ကလည်းညီမတို့အရေးကြီးတဲ့အချက်ထဲမှာပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့ step C ကိုညီမတို့ဒီ phishing attack တွေကအများဆုံးရောက်လာတတ်ပါတယ်။ဒီလိုမျိုးတွေကိုကာကွယ်ဖို့ဆိုလို့ရှိရင် risk တွေကို short ချဖို့အတွက်ဆိုလို့ရှိရင် ်ညီမတို့ကဒီ social engineering အထက်နဲ့ပတ်သက်တဲ့ training တွေကိုဒါမှကြာခဏပေးထားလို့ရှိရင်တော့ပို့ပြီးတော့ risk တွေကို short ချနိုင်မှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်တို့ threat landscape ကိုနားလည်ထားဖို့လည်းလိုအပ်တယ်ပေါ့နော် organization အနေနဲ့ကျွန်တော်ဒီ digital နဲ့ပတ်သက်ပြီးတော့ဒီ digital assets တွေအသုံးချပြီးတော့ကိုယ့်ရဲ့ customer ကို service provide ပေးနေတယ်ဒါမှကိုယ်အဲကျွန်တော်နာမည်ကတော့ဟိုကိုကျော်ရဲကောင်ပါအဲကျွန်တော်ကတော့ဒီ Sci-Hash က CTO position နေနဲ့တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ဟုတ်တာဥပမာတော့ဒါ antivirus တမျို โอเคပါအခုချိန်မှာတော့လုံလောက်ပါလားဆိုတော့မလုံလောက်တော့ပါဘူးကျွန်တော်တို့ layer by layer security layer တွေကိုကာထားဖို့လည်းလိုအပ်ပါတယ်ဒါ organization တွေနေပေါ့เนาะနောက်ပြီးတော့ behavior check တွေလုပ်ဖို့လည်းပို့ပြီးတော့လိုအပ်လာပါတယ် behavior check check တွေကတော့ဒါဒီ organization တွေကတော့တည်ပြီးသားဖြစ်မှာပါဒါပေမဲ့ personal ဘိုင်းကကြည့်မယ်ဆိုရင်လည်းတချို့ behavior behavior check ဆိုတဲ့ဟာတွေကအဲမိမိရဲ့ဒီ mobile device ပဲဖြစ်ဖြစ် system ပဲဖြစ်ဖြစ်ပေါ့เนาะ အမှတ်တမဲ့ဒီတခုခုထပြီးရော service တွေ run နေရမျိုးတို့ function တွေထပြီးရောလုံးလုံးတာမျိုးတို့နောက် message တွေပို့တာမျိုးပေါ့နော်စသည်တန်တရားဖြစ်စရာ suspicious activity တွေဖြစ်လာရဲဆိုရင်လည်းဒါ behavior တွေ check လုပ်တင်နေအကြောင်းတွေပေါ့နော်ဒါ anti virus အခုတည်းနဲ့မလုံလောက်တော့ပါဘူးကျွန်တော်တို့ရေအခုပြောတော့ဒါမိဘတွေအနေနဲ့ရောဒါမိမိရဲ့ကလေးတွေဟိုဒါ online ပေါ်မှာဘယ်လိုမျိုး product လုပ်ပေးနိုင်အဲ online safe, safety habit လေးတွေပေါ့နော်ကလေးတွေကိုတရားလေးသင်ပြပေးသေးချင်ပါတယ် နောက်ပြီးတော့ဒီလို safety habit လေးသင်ပေးတဲ့အချိန်မှာအဓိကဖြစ်တဲ့ဒီဟိုမိမိရဲ့ personal information တွေကို over sharing မလုပ်မိအောင်လို့ပေါ့နော်ကလေးတွေနားလေသဘောပေါက်တဲ့အချိန်အထိပေါ့နော် နောက်ပြီးတော့ဒီဒီလိုမျိုး sharing လုပ်မိတဲ့ခံမျိုးကြီးကြရင်လည်းဒီဖြစ်လာနိုင်မဲ့ risk တွေအနေရတွေကိုသေချာသဘောပေါက်အောင်လို့ဟိုရှင်းပြပေးဖို့လိုအပ်ပါတယ်ကလေးတွေကိုအဲနောက်ပြီးတော့ဟို monitoring သူတို့ကြည့်ဖို့လဲစောင့်ကြည့်ပြီးဖို့လဲလိုအပ်ပါတယ် public wifi network တွေကအသုံးပြုမယ်ဆိုလို့ရှိရင် any error ရှိနိုင်ပါတယ်ခင်ဗျာဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ public wifi network တွေကိုအသုံးပြုပြီးတော့ဒီငွေကြေးပိုင်းနဲ့တက်ဆိုင်နဲ့ transition ပိုင်းတွေကိုပြုလုပ်မယ်ဆိုလို့ရှိရင်ဂျားတွေကနေပြီးတော့ဒီ phishing attack တွေမိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် public wifi တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့သတိထားဖို့တော့လိုပါတယ်ခင်ဗျာအဲဟုတ်ကဲ့တမန် user တယောက်နေနဲ့ phishing attack တွေကနေကာကွယ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အရေးကြီးတာကတော့ဒီကျွန်တော်တို့မသိတဲ့ link တွေကိုမဝင်မဝင်မိဖို့အရေးကြီးရယ်ပေါ့နော်အဲနောက်တစ်ခုကဒီကိုယ့် ေးပို့လာတဲ့ link တွေရှိတယ်ဆိုလို့ရှိရင်လည်းဒီပေးပို့သူရဲ့ information ကိုဟိုကျွန်တော်တို့ကအရင်ဆုံး verify လုပ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီအဲ့ဒီလူကစစ်မှန်တဲ့သူလားဆိုပြီးတော့ကျွန်တော်တို့အရင်ဆုံးအဲလေ့လာဖို့လိုတယ်ပေါ့နော်အဲကျွန်တော်တို့ဒီနောက်ကျွန်တော်တို့အခုအတွေ့များလာဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ဒီခုနောက်ပိုင်းမှာဆိုလို့ရှိရင် 2FA ခံထားရတယ်ဆိုရင်တော့မှပဲကျွန်တော်တို့ဒီ case တွေကမလုံလောက်ဘူးပေါ့နော်ဖြစ်နေတော့မယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့မဖြစ်အောင်ဆိုလို့ရှိရင်တော့ တို့ဒီမသိတဲ့ link တွေကိုမွင်မိအောင်ရယ်နောက်တစ်ခုကတော့တတိထားဖို့ရယ်အဲ့ဒါတော့အရေးကြီးပါတယ်ခင်ဗျာဩဝါလာအစိမ်းလာနေလားအပြာလေးလားအနီလေးလားအဲ့ဩဝါလေးပဲရောက်တော့ရယ်အဲ့အစိမ်းလေးပဲလားညီဝိုင်းလားညီသေးနည်းနည်းယူနေနေကဲ congratulations ကဗီဇာပေးရရရှိသွားပါရှင်လက်ခုပ်တည်းချင်းပြပေးပါအောင်ရှင်ဒီနေ့ပွဲအားစီစဉ်အရင်ကောင်းပါတယ်ဒါကျွန်တော်တို့ဒီ financial industry တခုတွေမဟုတ်ပါဘူးဒါကျွန်တော်တို့တခြား industry တွေအကုန်လုံးဟိုကပတ်သက်ပြီးတော့ဒါတွေကကျွန်တော်တို့ဟိုဆောင်ရွက်ဆောင်ရွက်ပြီးတော့ဘယ်လိုကာကွယ်ရမလဲကျွန်တော်တို့ဒါ knowledge အများကြီးရပါတယ် organization တွေအနေနဲ့ကတော့ညီမတို့ပုံမှန်ဆိုရင်တော့၄လကိုတစ်ချိန်လောက်တော့စစ်တင်တာပေါ့နော်ဒါမှလည်းအာကိုတွေကဘယ်နာမှ weak point တွေဖြစ်နေမလဲပေါ့နော်ဒါတွေကိုသိတိုင်းမယ်ဆိုလို့ရှိရင်အာညီမတို့ပြန်ပြီးတော့တကယ် attack တွေဖြစ်လာတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်က ready ဖြစ်နေမှာဖြစ်တာပေါ့နော် organization တွေလည်းဟောဒါ system တွေမှာ risk ရှိနိုင်လားရှိနိုင်ပါတယ်ကျွန်တော် legacy legacy system တွေဆိုတာဒါအရင်ဆုံးကစောက်ခဲ့တဲ့ system တွေလည်းဖြစ်တယ်ပေါ့နော် အဲ vulnerable vulnerable ပဲဖြစ်ဖို့အတွက် chance ကပိုပြီးတော့များပါတယ်ဒီ vulnerable ပဲဖြစ်တဲ့ဟာတွေကနေပြီးတော့ပဲကျွန်တော်တို့ဟလာဒီ automated attack တွေပေါ့နော်အခုဆို AI တွေပေါ်လာပြီဖြစ်ဖြစ်ကြ automated attack တွေကနေတဆင့်ဒီအလွယ်တကူဖောက်ဟိုဒီ attack လုပ်လို့ရနိုင်တဲ့ method တွေအများကြီးတွေ့သွားနိုင်တယ်ပေါ့နော်အဲဒါကြောင့် legacy system တွေက risk ရှိပါတယ်ဒီ financial sector တွေနဲ့ဒီ security ကို boost လုပ်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီ continuous authentication mechanism တွေပေါ့နော်ဒီဟာတွေကို implement လုပ်တင်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဒီ geolocation ဒီ monitoring လုပ်တဲ့အပိုင်းနေ now device fingerprinting လုပ်တဲ့အပိုင်းနေလည်းပါတယ်ပေါ့နော်အဲပြီးတော့ဒီဒီ financial sector ဘက်မှာဆိုရင်လည်းဒီကျွန်တော်တို့ဒီ anomaly detection နဲ့ပတ်သက်တဲ့အပိုင်းနေဟလာကျွန်တော်တို့နောက်ပြီးတော့ဒီ fraud detection နဲ့ပတ်သက်တဲ့အပိုင်းနေကိုပို့ပြီးတော့အဆင့်မြင့်လောက်ဆောင်မှုပို့ပြီးတော့လိုအပ်ပါတယ်ညီညီမြင့်တဲ့အတော့မှလာဒီတဲ့နေ့ကိုယူနေပြီ Congratulations EY Bank ရရှိတာပဲဖြစ်ပါရှင့် အဲ့တော့စုလက်ခံပေးဖို့ဒါစင်ပြမို့ကြောက်ရောက်ပေးပါဟုတ်ကဲ့ညီမတို့ကတော့အဓိကတော့ဒါ VAPD ပေါ့နော် Vulnerability Assessment Penetration Testing ဆိုတဲ့ service ကိုညီမတို့လုပ်နေတာအသုံးနှစ်လောက်ရှိသွားပါပြီအာလက်ရှိအချိန်မှာလည်းတကက် top 10ဝင်တဲ့ bank တွေကိုညီမတို့ service ပေးနေပါတယ်အာတခြားညီမတို့နဲ့ဆက်သွယ်ပြီးတော့လက်တွဲပြီးတော့လုပ်ချင်တဲ့ bank တွေ financial sector က customer ရှိရဆိုလို့ရှိရင်လည်းညီမတို့စီကိုအချိန်မီးဆက်သွယ်နိုင်ပါတယ်ရှင့်ဟုတ်ကဲ့အဲ့တော့ passport ကိုလည်းတက် โอเคအဲအနေရရှိနိုင်ပါတယ်ခင်ဗျာဘာလို့လဲဆိုလို့ရှင်ဒီအတက်ကားတွေအနေနဲ့ကလည်းကျွန်တော်တို့ဒီအလွယ်ဆုံးနည်းရပြောမယ်ဆိုလို့ရှင်ပေါ့เนาะကျွန်တော်တို့ဒီ account တစ်ခုကအဲ asset account တစ်ခုကိုကျွန်တော်တို့ access access ရသွားမယ်ဆိုလို့ရှင်ပေါ့เนาะအဲ့ဒီရဲ့ credential ကိုကျွန်တော်တို့အသုံးပြုပြီးတော့ကျွန်တော်တို့ဒီတခြား account တွေမှာ live ပြီးတော့ try ကြည့်တာမျိုးတွေကိုလုပ်နိုင်ပါတယ်ခင်ဗျာအဲ့ကြတော့ဒီ ပတ်ဆွတ်တခုတည်းကိုကျွန်တော်တို့အကောင့်မျိုးစုံမှာအကောင့်အများကြီးမှာသုံးတာကြတော့အန္တရာယ်ရှိနိုင်ပါတယ်ခင်ဗျအဲ user တယောက်အနေနဲ့ကိုယ့်ရဲ့ account က breach ဖြစ်နေဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီပထမဆုံးလုံးပြင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဲ password ကိုအရင်ဆုံး full password ကျွန်တော်ချိန်တင်ပါတယ်ခင်ဗျကျွန်တော်တို့ဒီ password ချိန်တဲ့အခါမှာဆိုလို့ရှိရင်လည်းအဲဒီကျွန်တော်တို့ချိန်မဲ့ device က secure ဖြစ်ဖို့လိုတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ချင်းရင်တခါလေကြာလို့ရှိရင်ကိုယ့်ရဲ့ device ကကျွန်တော်တို့ malware မိပြီးတော့ ဟို brief ဖြစ်နေရမျိုးတွေလည်းဖြစ်တတ်လို့ပေါ့နော်။ Okay နောက်တစ်ခုက account တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ 2FA တွေခံတင်တယ်ပေါ့နော်။ 2FA မခံတာလို့ဆိုလို့ရှိရင် 2FA တွေကို on တင်တယ်။ကျွန်တော်တို့ဒီပြီးလို့ရှိရင်ကိုက brief ဖြစ်နေရဆိုလို့ရှိရင်ကိုရဲ့ account ဒီ activity log တွေ history တွေဟိုကျွန်တော်တို့ကပြန်ပြီးတော့စစ်ဆေးဖို့တော့လိုတယ်ပေါ့နော်အဲနောက်တစ်ခုအရေးကြီးတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီသက်ဆိုင်ရာ provider တွေကိုအကြောင်းကြားပြီးတော့ကျွန်တော်တို့ဒီ account ကိုယာယီ freeze လောက်တာတွေပါတယ်လောက်ပြီးတော့ကြတော့ကျွန်တော်တို့ဒီ brief ကနေပြီးတော့ကာကွယ်တင်ပါတယ်ခင်ဗျာအဲအဓိကတော့ဒီ AI နေ generate ထုတ်လိုက်တဲ့ output တွေကို ဒါအလွယ်တကူမီယုံဖို့ပေါ့နော်နောက်ပြီးတော့ဒီ AI use လုပ်မယ်ဆိုရင်လည်း organization တွေမှာဆိုလည်း human oversight လုပ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲဒီ govern ဒီ organization တွေမှာဆိုလည်း AI policy governance တွေနဲ့တေချာအဲဟိုနီးစနစ်ကြကြခွင့်ပြုပြီးအသုံးပြုတာပို့ပြီးတော့ safety ပို့ဖြစ်တယ်ပေါ့နော်ဒီကတော့ဒီဘလောက်ပဲ AI ကကျွန်တော်တို့ဒီ generate ထုတ်တယ်ပဲပြောပြောတချို့ information တွေကိုတပည့် check ပြန်ပြီးတော့လုပ်ပေးဖို့လိုအပ်ပါတယ်အဲ AI ဒီအနေနဲ့ပေါ့နော်ဒီ defensive rule ဘိုင်းမှာဆိုရင်တော့ ်အဲကျွန်တော်တို့အများကြီးထောက်ဖို့ဖြစ်ပါတယ်ဟလာကျွန်တော်တို့ဒီဒီဒီ try process တခုလုံးကိုလည်း handle လုပ်နိုင်တယ်လို့လူထပ်ပို့ပြီးတော့လည်းမြင်မြန်ဆန်ဆန်လှုပ်ဆောင်နိုင်တယ်ပေါ့နော် now fraud detection နေမှာဆိုလည်းပို့ပြီးတော့ဟိုဟိုကောင်းမွန်စွာ detect လုပ်နိုင်တဲ့ဟာမျိုးတွေလည်းရှိပါတယ်ပေါ့နော်ဒီ system တွေလည်းရှိတယ်ဒါပေမဲ့ဘလောက်ပဲ AI ကိုတုံးတုံးပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါဟို human human oversight လုပ်ဖို့အတွက်လိုအပ်ပါတယ် ဟုတ်ကဲ့ညီမတို့အခုဒီနေ့ပွဲဆိုလို့ရှိရင်လည်းဒါညီမတို့ရဲ့ဒါပထမဆုံးလုပ်တဲ့ event လေးဖြစ်တယ်ညီမတို့ဒီဟာနဲ့ပတ်သက်ပြီးတော့အာ event ကိုလာတဲ့သူတွေသာမကနောက်ပိုင်းကြလို့ရှိရင်အာတခြား customer တွေလည်းကြည့်လို့ရအောင်ပေါ့နော်ညီမတို့ page ကနေ company page ကနေလည်းဒီနေ့ event နဲ့ပတ်သက်တဲ့ဟာလေးတွေညီမတို့ sharing လုပ်သွားပေးပါမယ်ဒါအပြင်အခအားလျော်စွာပေါ့နော်ညီမတို့ရဲ့ဒီ whatsapp page ကနေပြီးတော့အာညီမတို့ရဲ့ article လေးတွေအာဒီ cyber security နဲ့ပတ်သက်တဲ့ knowledge လေးတွေဒါတွေကစဉ်ဆက်မပြတ်ညီမတို့တင်ပေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ညီမတို့ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ company info me ဖြစ်တဲ့ info@sahash.com. sahash.com ပေါ့နော်အဲ့ဒါကိုညီမတို့ဆက်သွယ်လို့ရပါတယ်ရှင့်